ဒီနေ့လေးဒီခလုတ်လေးပါနော်ကိုယ့်အိမ်မှာပြက်လို့နော်ရက်ွက်ထဲမှာလည်းဒီခလုတ်ကပေါ်တယ်ပြက်လို့ကိုဟာနဲ့ကိုလဲလို့ရအောင်ပေါ့နော်ဒါဒီမှာ L1 နေရာဒီတိုင်းကြည့်ရင်စာ2ချောင်းပဲရှိတယ်ဒီမှာ L1 လို့ပြတယ်ဒီမှာကြတော့ C နဲ့ OM အဲ့လိုရေးထားတယ်တိရမှာကအာဒီလိုပေါ့နော်ဒီမှာဆိုရင် COM ဒီမှာလည်း COM ဒီမှာလည်း COM လို့ရေးထားတယ်အဲ compound နေရာမှာဒီလို

တူလေးတွေနဲ့လှုပ်ပြီးတော့ connection ပေါင်းရင်လည်းပြဿနာမရှိဘူးကျွန်တော်အသုံးများတာကဒီလိုသုံးတယ်ဘာဆိုတော့ဒီခံခွက်ထဲမှာဟို neutral ရှိနေတော့ဒီလိုမသုံးသင့်ဘူးဗောနော် neutral မရှိဘဲနဲ့ line နဲ့ခတ်ကျူးပဲရှိရဆိုရင်တော့ဒီတိုင်းသုံးလို့ရတယ်ဒါပေါင်းလိုက်ပြီဒီနှစ်ခုပေါင်းတယ် COM COM ဟို line 1မှာ line 1ဆိုတဲ့နေရာမှာခတ်ကျူးထည့်မယ်ဒီကောင်ကိုဒီလောက်ဆရာဒီ compound ကျူးဟာဟိုဖက်ကလာတဲ့ line main နဲ့ဒီလိုပေါင်းပြလိုက်ပြီဆိုရင်အကုန်လုံးမြေကပိုက်ရောက်ပြီဆရာဒီမှာဒီ apple l1 မှာခတ်ကျူးထည့်မယ် apple l1 မှာခတ်ကျူးထည့်မယ်ဒီနေရာမှာခတ်ကျူးထည့်မယ်ဆိုတော့မြေကတော့ ရပြီပေါ့နော်မီးထွန်းလို့ရပြီကိုယ်အိမ်မှာပြက်လို့မီးဆရာခေါ်ရမှာဝေးတဲ့သူတွေအတွက်ဒီတိုင်းလေးလေးပဲနော်ဖြည့်ရှင်းလို့ရပါတယ်ဒီမှာဟိုကလာတဲ့ line main နဲ့ပေါင်းမယ်အဲ့ဒါဆိုတော့ရပြီပေါ့နော်